တတုံညာနှစ်ခုဆစ်စင်ကြီးကိုစတင်ရမှာပါဝင်ခဲ့တဲ့မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဘွဲ့တွေကတအောင်မျိုးသားလွတ်မြောက်ရေးတက်မတော်တီအန်အလီဟာတရုတ်ရဲ့ဂျာဝယ်မှုကြောင့်စစ်တပ်နဲ့တွဲဆုံဆွေးနွေးခဲ့ပြီးမိုးကုတ်နဲ့မိုးမိတ်မြို့နယ်တို့ကနေပြန်လည်ဆုတ်ခွာမယ်လို့ဒီကနေ့အော်တိုဘာလ29ရက်နေ့မှာ ထုတ်ပြန်လာပါတယ်ထုတ်ပြန်ချက်အတွင်းမှာတော့တအောင်မျိုးသားလွတ်မြောက်ရေးတက်မတော်တီအန်အလီထိန်းချုပ်ထားတဲ့မိုးကုတ်နဲ့မိုးမိတ်မြို့ကနေပြန်လည်ဆုတ်ခွာပြီးမှဖြစ်ပြီး မြန်မာစစ်တပ်ဘက်က လေကြောင်းတိုက်ခိုက်မှုများထိုးစစ်ဆင်တိုက်ခိုက်မှုများမလုပ်ဘဲနှစ်ဖက်တပ်များရောက်ရှိနေတဲ့နေရာမှာရပ်တန့်ထားပြီးအပြစ်ခတ်ရက်စဲမယ်လို့ထုတ်ပြန်ထားပါတယ်။ထုတ်ပြန်ချက်မှာပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF TNLA မှဒုတိယဗိုလ်ချုပ်ကြီး တားချုပ်ကြားဦးဆောင်တဲ့ကိုစလဲဖွဲ့နဲ့ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးဦးဆောင်တဲ့ NSPNC ကိုစလဲဖွဲ့ရောတရုတ်နိုင်ငံအထူးကိုစလဲမစ္စတာတက်ရှိချင်းရဲ့ ်ဂျားဝင်ညှိနှိုင်းမှုဖြင့်ကိုးချိန်မြောက်တွေ့ဆုံဆွေးနွေးပွဲကိုတရုတ်နိုင်ငံကုမင်းမျိုး၌2025ခုနှစ်အောက်တိုဘာလ28ရက်နေ့နဲ့28ရက်တို့မှာပြုလုပ်ကျင်းပပြီးစီးခဲ့ပါတယ်။တရုတ်နိုင်ငံအထူးကိုယ်စားလှယ်ရဲ့ဂျားဝင်စစ်ဆက်ညှိနှိုင်းမှုကြောင့်နှစ်ဖက်အပြန်အလှန်ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်နိုင်ခဲ့ပြီးသဘောတူသတ်မှတ်ထားတဲ့ကာလအတွင်းမိုးကုတ်နဲ့မိုးမိတ်မြို့နယ်တို့မှာတောင်းတက်များပြန်လည်ဆုတ်ခွာမိဖြစ်ပြီးတောင်းဒေသကိုလည်းမြန်မာစစ်တပ်မှ လေရင်ဖြင့်ပုံကျဲခြင်း ထိုးစစ်ဆင်တိုက်ခိုက်ခြင်းများမပြုဘဲ2025ခုနှစ်အောက်တိုဘာလ29ရက်12နာရီအချိန်မှစတင်၍နှစ်ဖက်ရောက်ရှိရနေရာများမှာတက်မြဲရက်တန့်ကအပြန်အလှန်ပစ်ခတ်ရက်စဲရေးအတွက်သဘောတူညီချက်လက်မှတ်ရေးထိုးခဲ့ကြကြောင်းသတင်းထုတ်ပြန်အပ်ပါတယ်ဆိုပြီးတွေ့ရပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းမှာမြန်မာစစ်တပ်က PNL ထိန်းချုပ်ထားတဲ့မြို့တွေကိုလေကြောင်းတိုက်ခိုက်မှုများမြေပြင်ထိုးစစ်ဆင်တိုက်ခိုက်မှုများလှုပ်ဆောင်ပြီးနောင်ချိုကြောက်မဲ တီဘောမျိုးတို့ကိုလည်းပြန်လည်သိမ့်ပိုက်နိုင်ခဲ့ပါတယ်။တစ်တုံညာနှစ်ခွန်စစ်စင်ရေးစတင်ပြီးတဲ့နောက်ပိုင်းမြောက်ပိုင်းညီနောင်မဟာမိတ်၃ဘက်ကမြို့ပေါင်း53မြို့နယ်ကိုသိမ့်ပိုက်နိုင်ခဲ့ပြီးတီအန်အလီထိန်းချုပ်ထားတဲ့နောင်ချိုကြောက်မဲတီဘောနဲ့ MNDA ထိန်းချုပ်ထားတဲ့လာရှိုးမျိုးတို့ကိုမြမစစ်တပ်ကပြန်လည်ထိန်းချုပ်နိုင်ခဲ့ပါတယ်။အခုတော့တီအန်အလီကမိုးကုန်းနဲ့မိုးမိတ်မျိုးကနေ ပြန်လဲဆုတ်ခွာဖို့သဘောတူညီလိုက်တာကြောင့်43မြို့နယ်ကနေပြန်လဲလက်လွတ်ခဲ့ရတဲ့မြို့6မြို့ထိရှိလာပြီဖြစ်ပါတယ်။တောင်မြို့သားလွတ်မြောက်ရေးတပ်မတော် TNLA အနေနဲ့မြို့ပေါင်း9မြို့ကိုသိမ်းပိုက်နိုင်ခဲ့ပြီးအဲ့ဒီထဲကနောင်ချူ၊ကြောက်မဲ၊တီဘော၊မိုးကုန်းနဲ့မိုးကုန်းနဲ့မိုးမိတ်9မြို့အထိကိုမြမစစ်တပ်ကို ပြန်လဲပေးလိုက်ရပြီဖြစ်ပါတယ်။ Burma Independent Voice